ပြောလို့ပြောရမှန်းတော့မသိတော့သူ့ကိုယုံကြည်လို့ရှိရင်တော့ကဲမဲတဲ့မယုံကြည်လို့ရှိရင်တော့မကဲဘူးဆိုတော့တဘောပေါ့ဒါသူတို့ချင်းဖျားကလည်းအဂရိလိုက်တယ်လို့ဖြစ်နေသခင်ယေရှုဖျားဆိုတာကမြင့်မြလင်ဘေးကနေပြီးမှကဲတင်ပေးနိုင်တဲ့ဖျားဖြစ်တယ် တင့်ထန်သောမြေငလျင်မရောက်အောင်ပင်ကိုယ်တိုင်အဲ့ဒီအရှင်ကိုတောင်းတပြီးမှယုံယုံကြည်ကြည်နဲ့ခေါ်ကြည့်ပါဒါဆိုရင်တင့်ရဲ့အိဟာမြေငလျင်ပြီးမှဘုံငင်းချမ်းသာရရပြီတင်းနေထိုင်တဲ့ဝန်းကျင်တဲ့ရဲ့အသက်တာဟာမြေငလျင်ဘေးကနေပြီးမှလွတ်မြောက်ခြင်းကိုခံစားရတယ် သင်ကိုယ်တိုင်ယုံကြည်စိတ်ချစွာနဲ့အဲ့ဒီဖရာကိုခေါ်ကြည့်ပါခေါ်ရင်ထုတယ်ဖရာခေါ်ရင်တက်တည် ပြုတ်ပေးမယ်ဖရာဖြစ်တယ်ဆိုတာလေးကိုပြောချင်ပါတယ်လို့ဟိုဘာပြောလို့ပြောရမှန်းတော့မသိတော့သူကိုယုံကြည်လို့ရှိရင်တော့ကဲမဲတဲ့မယုံကြည်လို့ရှိရင်တော့မကဲဘူးဆိုတော့တဘောပေါ့ဒါတို့ချင်းဖရာကလည်းအဂရိတ် လိုက်တယ်လို့ဖြစ်နေတယ်။အဲ့ဒီအဂတိလိုက်ခြင်းဟာဖះမပြောရင်လူတော်မကောင်းနော်ဟိုအစ္စလမ်ဘာသာဝင်တက္ကမကြီးစံအိတ်တိမ်ပေါင်း2000ကျော်မှုလူတာဘာမှမပြောဘူးဘာသာလည်းမဆွေတော့ဘူးဟိုမော်လဗီတခိုင်တက်ဆိုခြင်းလိုက်လူတယ်ဘာမှမဆွေဘူးဒီပိုတက်တက်မယ်အဲ့ဆွေတာ ဘုံမကတလေးခွင့်ရတယ်မဆွဲဘူးသူ့အတူယုံကြည်မှုတိုင်းသူ့လိုဖျားအဆုံးမတိုင်းတိုင်းနာတယ်အစ္စလာမ်နဲ့အဲ့တိုင်းပဲသူတို့ယုံကြည်တယ်ယုံကြည်မှုတိုင်းတိုင်းနာတယ်တောင်းရွက်တယ်သူအဲ့ဒီလိုပြောခြင်းကသူတို့ဖျားကိုသူတို့အောက်ကိုဆွဲချတယ်လို့ဖြစ်မနေဘူးလားနော်ဟိုခရီးရပါတော့ဝင်ကိုကိုရဲကယ်လီဖိုးနီးယားငါလည်းလောက်တာပဲ ချီလီကဘာမအချီတုံးငါလင်းပဲကဲလေမကဲဘူးယေအစွန်ရတဲ့သူကဘယ်ဟာမှမကောင်းဘူးနော်အစွန်ရောက်တဲ့သူကဘယ်ဟာမှမကောင်းဘူးဦးဇနောယုံကြည်မှုသောကားနေရမဟုတ်သူပြောတာကဖြစ်နိုင်မဖြစ်နိုင်တတနေ့ကရှိတော့ကနေပြောနေတာဖြစ်တယ်တခါတော့ကတခါတည်းကဦးသိန်းနဲ့ စ္စလမ်ဘာသာဝင်ကိုလည်းဥဒင်ပြောပြပါအောင်တဲ့ဥဒင်ကမပြောဘာကြောင့်လဲသူတို့တွေကသူတို့ကသူတို့ရှုံကြည့်တဲ့တိုင်းလိုက်နာနေဆောင်ရွက်နေတာကိုးကွယ်နေတာဖြစ်တယ်ဒါကိုဥဒင်ပြောစရာမလိုဒီပိုတက်တင်ခရိယာနေတာတာရင်တင်းအုပ်စရာတွေတာရင်မဟုတ်တာတွေလိုက်ဆွဲတာဒါကြောင့်ပြောရချင်းဖြစ်တယ်ဥဒင်ဝမန်ကတည်းကဥဒင်မပြောဘူးဘာကြောင့်လဲသူတည်းသူ့အနေနဲ့သူ့ ဂျုံကြီးတို့ကိုကိုွယ်ရပြောရမလို့နော်မူဂျိုကလေးတွေတိုက်ပစ်တည်တာဥသိန်းပါပြောခြင်းလေတဲ့ဥသိန်းကလာမိထားတာဥသိန်းအနှံ့မြောက်ဆုံးအရာကအဲ့ဒီကလေးနဲ့ရှေဟောင်းအမုံနဲ့ပဲနော်ကလေးဆိုတာကကြတော့တိုင်းပြည်ရဲ့အနာဂတ်ဒီမျိုးရဲ့အနာဂတ်ဘာသာတာသနာရဲ့အနာဂတ်အဲ့ဒီကလေးတွေတည်ခြင်းတည်ပင် တိုင်းပြည်တည်တယ်လို့ပဲလူမျိုးတည်တယ်လို့ပဲသာသနာတည်တယ်လို့ပဲရှေးအမွန်နဲ့ကြတော့ရှေးအမွန်နဲ့တူတာပါလေသူတို့ရင်ဦးသွင်းတဲ့လူမျိုးတစ်မျိုးရဲ့ရှေးတုန်းကဘယ်လောက်ထိကြီးမြတ်ခဲ့တယ်လဲဘယ်လောက်ထိရင်ကျေးမှုထွန်းကားခဲ့တယ်လဲဘယ်လောက်ထိတာပေအနုဒုက္ခမအနုပညာထွန်းကားခဲ့တယ်လဲဆိုတာကိုပြတာဖြစ်ပါဟိုနောက်တိုင်းမှာဆိုလို့ရှိရင် ယဉ်ကျေးမှုတည်တည်နေလူမျိုးကိုလူရမသွင်းပါနော်ယဉ်ကျေးမှုတည်တည်လို့ရှိရင်လူတော်တွေကိုမသွင်းနိုင်ပါဒါကြောင့်ရှီအောင်ပစ္စည်းကိုဒေါ်လာတန်းလိုက်ချပြီးဝယ်တာဖြစ်တယ်နော်ဒီရှီအောင်မှုနဲ့ကိုကြည့်မဲ့လို့ရှိရင်ဦးဇင်းတို့လူမျိုးကအတိတ်မှာမခေခဲ့ဘူးတကယ်ကိုဖွင့်တောက်ခဲ့တဲ့လူမျိုးတွေကပေါ်နေတယ်အဲ့ဒီအတိတ်ရှီအောင်ပစ္စည်းကို ပြတိအောင်လုပ်တယ်ဆိုတာကကျတော့ကိုကိုလူမျိုးရဲ့အတိတ်ကိုကိုလူမျိုးရဲ့ထွန်ကားမှုကိုကိုလူမျိုးရဲ့ဂုဏ်တိတ်ခါကိုသော်ကားတာနဲ့တူပါတယ်နော်ချီယာအမွန်နေတူတာကကျတော့လူမျိုးတစ်မျိုးရဲ့အတိတ်မှာဘာတွေလုပ်ခဲ့တယ်လဲဘယ်လိုကြိုးပမ်းခဲ့တယ်လဲပေါ်လွင်အောင်ပြတဲ့အရာဖြစ်တယ်ကလေးတူတာကကျတော့နာကတ်တော့ ပြယုအနာကတ်အတွက်တရှိလူသားအနာကတ်အတွက်စေတနာဒီလိုရှေးအောင်အမွေနဲ့ပြတိချင်းသည်ကလေးတွေတည်ကြည်ချင်းသည်ဥဒ္ဒနလူမျိုးရဲ့အတိတ်ကိုမေးမိစေတယ်ဥဒ္ဒနလူမျိုးတို့ရဲ့အနာဂတ်ကိုမှောင်ဝါစေတယ်ဒါဥဒ္ဒနရဲ့ခံစားချက်ပေါ့ကလေးတွေတည်ချင်းနဲ့ ရှေ့အမွေနဲ့ပြည်သူချင်းဒါဥဒင်းရဲ့ရင်သွင်းကလာတဲ့ခံတိုက်ချက်ဖြစ်ပါဒီလိုလူအသေးပြောက်များနေတဲ့ကကလအချိန်မှာရတနာတုံနဲ့အာတာနာတိယတုံဘယ်တုံကပိုကောင်းတယ်လို့ထင်ပါလဲရတနာတုံကအာတာနာတိယတုံကိုကထက်ကြဝလာဂရတတိန်းစီပြန့်တဲ့တုတ်တန်နှစ်ခုဖြစ်ပါတယ်တုံနှစ်ခုဖြစ်ပါတယ်ဒါကြောင့်ကိုအာတနာကိုရွတ်ပါရွတ်လို့ရပါတယ်တိုးတော့ဒီတုံနှစ်ခု ကွယ်ပြားချမ်းသာပုံကဘာလဲဆိုလို့ရှိရင်ရတနာဒုက္ခကြတော့မြတ်စွာဘုရားရဲ့ဂုံတော်တရားတော်ရဲ့ဂုံတော်တန်ခါတန်ခါတော်ရဲ့ဂုံတော်ကိုတစ္ဆာပြုတယ်နော်ပြီးရင်မိမိချမ်းသာဖို့လူအများချမ်းသာဖို့ကိုတောင်းဆိုတယ်နော်ဘယ်တစ္ဆာနဲ့မေတ္တာနဲ့ကိုအခြေခံလည်းဖြစ်ပါတယ်ဒီရတနာဒုက္ခလေအာဒနာဒီရဲ့ကြတော့မြတ်စွာဘုရားကပြောတာမဟုတ်ဘူးအဲ့ဒီနမင်းကြီးတွေဘက်ကလည်းမြတ်စွာဘုရားကလာလျှောက်တယ် မြတ်ဗျာမြတ်ဗျာရဲ့တဏ္ဍာကိုမကြည်ညိုတဲ့နဘလူတွေဘလူတွေရှိပါတယ်အဲ့ဒီဘလူတွေကမြတ်ဗျာကတရားဟောတဲ့အခါမကြိုက်လို့ရှိရင်သူတို့ကနှောက်ယှက်မှုပေးလိုက်ပေးပါလိမ့်မယ်မြတ်ဗျာရဲ့တပည့်တော်ကတွေကိုနှောက်ယှက်မှုပေးလိုက်မယ်ဒါကြောင့်တပည့်တော်တို့ကဒီတုတ်ကို ပြောပြတာဖြစ်ပဲအဲ့ဒီပြောပြတာကိုမြတ်ဗျာကနေပြီးတော့ရဟန်းတော်တွေကိုပြန်ဟောပြတယ်ပြန်တင်ပေးတယ်အဲ့ဒီတုတ်တန်ကကိုကဒီလိုကွဲပြားခြားနာပါတယ် ဗဇနာတုတ်ကိုအာဒာနာတိတုတ်ကိုဆက်ကြဝလာဂရတတိုင်းကိုပြန်နေဒါကြောင့်အတူတရဘုံကအတူတူပါပဲကိုရွေးချင်တာရွတ်ပါကိုရွေးချင်တာရွတ်ပါအာဒာနာတိကတော့ပို့ပြီးပြင်းတာပေါ့တိုးတော့တရားရဲ့အကျိုးတရားဘုံကကျတော့အတူတူလောက်ပဲအခုအဲ့လူတေလို့ရှိရှင်လာစားတဲ့နဘလူတွေကကြတော့ဘာလို့လဲဆိုလို့ရှိရင်အဲ့ဒီနမနီလေးပါလက်အောက်ခံမှာရှိပါတယ်နော် ါကြောင့်နမင်းကြီးလေးပါးကသူတို့ရဲ့အမိတ်အာဏာနဲ့ဒီမကောင်းတဲ့နဘလူတွေနှသိုးတွေကိုထိန်းတာဖြစ်ပါတယ်။အေမီဆန်ဒေါ်တာထွက်ရင်ငလင်လုပ်ပါသလားဖရာတဲ့။မြန်မာသကပုံမှာထန်းတီးကြွေခိုက်ကျင်းနေခိုက်ဆိုတဲ့သကပုံရှိပါတယ်။ယောဂမှာတိုက်တဲ့မှုတွေကတော့ရှိသမျှပါပဲနော်။အဲ့ဒီတိုက်တဲ့မှုကို ဒါလည်းသိပညာမှာအပြင်ဆွဲနဲ့အသွင်းဆွဲဆိုတာရှိပါအပြင်ဆွဲဆိုတာကကြတော့ကိုယ့်ရဲ့ဖြစ်တည်မှုကအများကြောင့်ဖြစ်တာအသွင်းတဲ့ပုဂ္ဂိုလ်ကကြတော့ကိုယ့်ကြောင့်ဖြစ်တာကိုခံယူတယ်။ဘာပဲဖြစ်ဖြစ်ကိုယ့်ကြောင့်ဖြစ်တယ်ဆိုခံယူကြတာအဲ့ဒါကအသွင်းတဲ့ပေါ့နော်သူကကြတော့ခံစားချက်ကိုဦးစားပေးတာပေါ့ ခန္ဓာရက်ကိုဥဒါပြီးတဲ့ပုဂ္ဂိုလ်နဲ့အုံနာကိုဥဒါပြီးတဲ့ပုဂ္ဂိုလ်တို့သူကခန္ဓာရက်ကိုဥဒါပြီးတဲ့ပုဂ္ဂိုလ်ကကြတော့သူကအလိုလိုတိတိတူအကောင်းတယ်အုံနာကိုဥဒါပြီးတဲ့ပုဂ္ဂိုလ်ကကြတော့သင်ချင်ညာကိုဥဒါပြီးတယ်ဒီတက္ကမတော်အိမိသံကကြတော့ဘာဖြစ်မှာဆိုရှင်ခန္ဓာရက်ကိုဥဒါပြီးတယ်သူကအာကျွတိတာတို့ကျွတိနေတယ်တို့အဲ့ဒါကကြတော့ခန္ဓာချက်ကိုဥဒါပြီးတဲ့အရာအကောင်းတယ်ဟုတ်လား တခါတော့ငါမြတ်ဗျာကဖျားဖြစ်တဲ့အချိန်မှာလူသားတွေမမြင်ဘူးလို့တဲ့ပိတ်သားတွေတရေတွေတေးတွေကြောက်ကြရကောင်းတဲ့ပုံရိပ်တွေမြင်တဲ့အခါမှာသူကမပြောဘူးနောက်ကြတဲ့အခါမှာအရှင်မောကလံမြတ်ကအရှင်မောကလံမဏိမြတ်ကသူကမြင်တယ်မြင်တဲ့အခါကိုပြောတဲ့အခါကျတော့မှအဲအရှင်မောကလံကိုရန်တော်တွေကသွတ်သွဲတယ်ကဲ့ရဲ့တယ်ပေါ့အဲဒီခါမှာမြတ်ဗျာကနေပြီးတော့မှန်တယ်တဲ့ငါလည်း ဘောဒီပလင်နဲ့ရှေးပလင်မှာဖျားဖြစ်တဲ့အခါမှာအဲ့ဒီအရာယူကိုမြင်တယ်တိုးတော့ငါကမပြောဘူးတဲ့ဘာကြောင့်လဲငါပြောရင်လူတွေကယုံမှမဟုတ်ဘူးအဲ့ဒီခါမှာငါ့ကိုကဲ့ရဲ့မယ်ကဲ့ရဲ့ကဲ့ရဲ့တဲ့ပုဂ္ဂိုလ်ပဲအပြစ်ဖြစ်မယ်အဲ့ဒါကြောင့်ငါကမပြောဘူးတဲ့အခုကကြတော့အရှင်မောကလံမြတ်ဒီမြတ်ကငါတပည့်မောကလံကမောကလံကိုသူကလည်းမြင်တယ်သူ့ကိုငါကဟိုတက်တဲ့အဖြစ်ထားပြီးငါကဟောပြမယ်ဆိုပြီးတော့ဟောပါတယ် ဲ့ဒီပိတ်တာအကြောင်းတွေကိုလေကြောက်ကြကောင်းလိုက်တယ်ဘယ်သူမှမမြင်ဘူးပြောညာကဒီမှာကိုတိတိုင်လိုက်ပြောလို့မရဘူးနော်ကိုတိတိုင်လိုက်ပြောလို့ရှိရင်ကိုကိုပဲအယူလို့ထင်လိုက်မယ်ဒါချိုတိတာကတော့ဖြစ်နိုင်ပါတယ်ဒါကို precondition ပေါ့လေသိပညာမှာခေါ်တာ precondition အဲ့ထွတ်တန်တူယူအော်ဂင်အကောင်ဘုကူတွေကဒါရှိတတ်ပါတယ်ချိုတိတာတွေ တို့တော့ရှောက်ပြောလို့မရဘူးရှောက်ပြောရင်ကိုယ့်ကိုပဲအယူလို့တတ်မှတ်လိမ့်မယ်ချိန်မီတန်လို့ကြိုတိတဲ့ပုံကူတွေရှိပါသလားဒါကိုဟိုသူအသိပညာတဘာဝပညာအခေါ်အခေါ်အော်အားဖြင့် pre condition ခေါ်ပါတယ်တချို့တော့လူသားတွေမှာရှိတယ်လို့ယုံကြည်ပါတယ်တို့တော့တဘာဝပညာကတော့အတိမှန်မပြည့်သေးပါဘူးတတ်တည်မပြနိုင်သေးပါဘူး အဲ့ဒီလိုအဲ့ဒါကိုဘာခေါ်တယ်လဲသူတို့ရှင်းရှင်း atrial sensory organ လို့ခေါ်ပါတယ် ESO ပေါ့သူကဘာကိုအခြေခံတယ်လဲသူရှင်းရှင်း atrial sensory perception ကိုအခြေခံပါတယ်တချို့တော့ငါးတယ်ဆိုလို့ရှင်းရှင်းတရက်တည်းကိုအာယုံခံနိုင်တယ်လက်တွေငှက်တွေဆိုလို့ရှင်းရှင်းဂျိုးတွေကိုတိတယ်မွေဆိုလို့ရှင်းရှင်းအပူလမ်းကိုတိတယ်ဒါသူတို့ရဲ့ atrial sensory perception တွေပေါ့ ခုနေလူတွေကြတော့ဒါတွေကိုရှေ့တော့ယုံကြည်ပါတယ်တယ်လီပတီတို့လေပြီးရင်ချက်ပိုရင်းတို့ပရီကွန်နက်ရှင်တို့အဲကြိုတိရဆိုတာအဲပရီကွန်နက်ရှင်ကိုခေါ်ပါတယ်ဟိုတရကဥစဉ်ကိုလမ်းပြပြပြတယ်သူကဘေးဖြစ်တာတွေကိုသူကကြိုပြီးအိမ်မက်တယ်တဲ့မင်္ဂလင်ဘေးဖြစ်မှလို့ကြိုပြီးအိမ်မက်တယ်ရေဘေးဖြစ်တော့လည်းမက်တယ်ရှေ့တော့ကနာကေဘေးဖြစ်တော့သူကအိမ်မက်တယ်အဲဥစဉ်ကိုလာပြပြတယ် ဲ့ဒီအိမ်မက်တွေကဘာကြောင့်လဲဆိုလို့ရှိရှင်6မျိုးရှိပါတယ်တဲချီပြည့်ရှင်တော့မက်တယ်လေးပြည့်ရှင်တော့မက်တယ်တလေးပြည့်ရှင်တော့မက်တယ်နော်ပြီးရင်ရှေးကလေးရက်ဖူးလို့မက်တယ်နော်ပြီးလို့ရှိရှင်ဟိုနတ်တွေစောင်ပြလို့မက်တယ်ပြီးလို့ရှိရှင်ရှေးပြင်းနမိတ်ဖြစ်မက်တယ်အဲ့ဒါတွေကဘာအိမ်မက်လဲဆိုရှင်ရှေးပြင်းနမိတ်ဖြစ်မက်တဲ့အိမ်မက်တွေပါတချို့တော့ဒီပုံကူတွေရှိပါတယ်နော် ိပါတယ်ဦးဇင်းတို့ဟိုဗုဒ္ဓခင်ဝါဆိုရင်ကောသလမင်းကြီးပေါ့အဲ့မှာ16ကျော်လို့မှတ်တာလေဒူတနာတော်လို့မှတ်တာသူကတကယ်ဖြစ်တော်မှတ်တာသူကအဲ့တော့မြတ်စွာဘုရားပြောင်းရှင်းပါတယ်ပုဗ္ဗနမိဖြစ်မှတ်တာပေါ့ဥပမာမြတ်စွာဘုရားဟိုဖျားမဖြစ်ခင်ဝါလေအိမ်မက်၅မျိုးမှတ်ပါတယ်ပုဗ္ဗနမိဖြစ်လေအဲ့ဒီလိုကြိုတိတဲ့ပုဂ္ဂိုလ်တွေကရှိပါတယ်တိုးတော့ तू ဒေါသဆလုံးမှတ်တာမဟုတ်ပါ ်ဒေါသထွက်လို့အိမ်မက်တာတော့မဟုတ်ပါဒေါသထွက်လို့ငလင်းလို့တော့မဟုတ်ပါဒါကသန်တီကြွေခိုက်ကျင်းနှိုင်းခိုက်ဖြစ်တာပါ